သူ့နာမည်က John Knox ပဲပေါ့နော်အင်္ဂလန်ဘယင်မရှိမှတော့မှမကြောက်မရွံ့ရရဝံ့ဝံ့စကားကိုခြေဖရေးတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်တကယ်တော့အဲ့ဒီအချိန်ခါမှာဘာသာရေးခတိကယုံဖြစ်လာရင် အကုန်လုံးဟာဆိုရင်ကွက်မြက်ခံရစမြေပဲ John Knox ဟာအင်မတန်မှတတ်တည်ရှိပါတယ်အင်္ဂလန်နိုင်ငံရဲ့တော်ဝင်ဘာသာအဖြစ် Protestant ကိုသူတတ်မှတ်နိုင်ခဲ့တယ် ာနန်နဲ့ခဲပါခင်ဗျာဖျားသခင်မကုံဆုံးတဲ့ဂေယုနာတော်ကြောင့်ပဲကျွန်တော်တို့ဒီနေ့ဆိုရင်ဒီဇင်ဘာလ3ရက်နေ့ကို ရောက်ရှိလာပါပြီခရစ်စမတ်ကာလရသည်ရနေ့ကျူးဆူပါတယ်ခရစ်စမတ်ညီသက်ချင်းနဲ့ဒီဖျားသခင်ကောင်းချီးမင်္ဂလာတင်လို့အပေါ်သို့တက်ရောက်ပါစေတော့ကျွန်တော်တို့ရဲ့ letter spray ဆိုတဲ့ morning devotion စီစဉ်ရလဲပဲခရစ်စမတ်ရသည်တခြားနာနဲ့6နိုင်တိုင်းမှာဆက်လက်ပြီးတည်ရှိနေပါဦးမယ်ကျွန်တော်တို့ထံကိုမိမိရဲ့စူတောင်းချက်တွေကိုလည်းဆက်လက်ပြီးတော့ပေးပို့ကြပါ အရောက်တိုင်းအတွက်ကျွန်တော်တို့ဆုတောင်းပေးလျက်ရှိပါတယ်ဂျေဇုတင်တဲ့ဒီနေ့ဒီဇင်ဘာလ3ရက်နေ့ရဲ့ခေါင်းစဉ်ကတော့နောက်ပိုင်းအင်္ဂလိပ်ပြုပြင်သမားများဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်းငယ်4နဲ့အခုကိုကျွန်တော်ဖတ်ပြခြင်းနဲ့ထိုနှုတ်ကပတ်တော်၌အသက်ရှိထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ဟုတ်မှန်သောအလင်းဟုမူကားဤလောကသို့ကြွလာတဲ့ခတ်တင်သောလူအပေါင်းတို့အားအလင်းကိုပေးသောသူဖြစ်သည်တည်း ကျွန်တော်ဒီနေ့နန်နေရောင်ဝယ်မှာလဲမာတင်လူသာအကြောင်းလေးနဲ့ကျွန်တော်စကြင်တယ်မာတင်လူသာဟာဆိုရင်ဂျာမန်ဘာသာစကားအဖြစ်ကျမ်းစာကိုဘာသာပြန်နေတဲ့အချိန်တစ်ဖက်မှာလဲပဲဒီ Tyndale ဆိုတဲ့ပုဂ္ဂိုလ်တူကလည်းပဲသူကတမာကျမ်းစာကိုအင်္ဂလိပ်လိုဘာသာပြန်တယ်တကယ်တော့တမာကျမ်းစာကိုအင်္ဂလိပ်လိုဘာသာပြန်တာက Tyndale ကအယုံဆုံးမဟုတ်ပါဘူးသူမတိုင်ခင်ဒီ John Wycliffe ကနေပြီးတော့အင်္ဂလိပ်လိုအယုံဆုံးဘာသာပြန်ခဲ့တယ်ဒါမဲ့ သူ့ရဲ့ဘာသာပြန်မှုမှာတချို့မူရင်းနဲ့ဒီလွဲချော်နေတဲ့အကြောင်းအရာတော့သူကနေပြီးပြန်လည်ပြုတ်ပြင်ပြီးတော့မှဂျွန်ဝက်ကလစ်ရဲ့စာဘာသာပြန်ချက်ကိုပဲအမိတဲ့ဟဲ့ပြုတ်ပြီးသူဘာသာပြန်လာပဲဖြစ်ပါတယ်အဲ့လိုသူဘာသာပြန်ခဲ့တဲ့အခါမှာဆိုရင်သူ့လိုပဲစိတ်အားထက်သန်တဲ့လူဖေကအများကြီးပေါ်ပေါက်လာစေတယ်ကျွန်တော်တွေ့ရဝိညာဉ်ရဆိုကြီးပွားလာတယ်ယောမကျက်တက်ပို့တူကနေပြီးတော့အဲ့ဒီဝဒါတင်တဲ့ကိုသူလာပြီးတော့ပြစ်တင်စကားဆိုလာတယ် ထင်တရဲ့ဘာသာပြန်မှုသူကန့်ကွက်တဲ့နဲ့သူ့ကိုလာပြီးအပြစ်တင်တဲ့ခါမှာသူဘာပြောလဲဆိုတော့ထင်တဲ့ကဖျားရှင်သာကျွန်တော်ကိုဆက်ပြီးတော့အသက်ရှင်ခွင့်ပေးမယ်ဆိုရင်တင့်ထက်အများကြီးစံစာကိုနားလည်အောင်ကျွန်တော်ဆက်လက်ပြီးတော့လေ့လာပါအောင်မယ်လို့ထင်တဲ့ကပြောလိုက်ပါတယ်။နောက်ပိုင်းအသက်တာတစ်လျှောက်လုံးမှာကဘာတိုက်ကြီးနှစ်တိုက်မှာတော့ထင်သေးဟာဆိုအမှုတော်ဆောင်ပြီးတော့သူ့ရဲ့သာသနာအတွက်ပဲသာသနာမာတုရဖြစ်သွားခဲ့တယ်။သာသနာအာဇာနည်ပေါ့နော် ဒီလိုနဲ့အသေးခံသွားခဲ့တဲ့အတွေ့အကြုံဒီကာလအတော်တွင်းပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်တက်ပြီးတော့အဲ့ထက်မှာ John Knox တို့တွေဒီ Thomas Cranmer ပြီးလို့ရှိရင်ဒီ Hart Blender ရေ Barnes ပြီးလို့ရှိရင်ဒီ Fred တွေပြီး Nicholas Ridley ပြီးလို့ရှိရင်ဒီအာ Queen Mary ပေါ့နော်အရှင်ဘင်း Queen Mary လက်ထက်အချိန်ခါမှာ အသက်ကိုပဓာဏမထားပေါ်ပေါက်လာတဲ့လူတွေအများကြီးပေါ်ထွက်လာတာတွေ့ရတယ်။အဲ့ဒီထဲမှာမှဂျွန်နော့ဆိုတဲ့ပုဂ္ဂိုလ်သူကဆိုရင်ယောမမီယိုဖလာထုံးတဲ့ဒလိအယူသီးမှုကိုမကြိုက်တဲ့အတွက်ကြောင့်အဲ့ဒီနေထွက်ပြီးတော့စကော့တလန်နေ Presbyterian ခေါင်းဆောင်တူဖြစ်လာခဲ့။သူ့နာမည်ကဂျွန်နော့ပဲမို့နော်။အင်္ဂလန်ဘုရင်မရှိမှတော့မှမကြောက်မရွံ့ရရဝံ့ဝံ့စကားကိုခြေဖရေးတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်။ တကယ်တော့အဲ့ဒီအချိန်ခါမှာဘာသာရေးခတိကယုံဖြစ်လာရင်အကုန်လုံးဟာဆိုရင် ကွက်မြက်ခံရစမြဲပဲဂျွန်နော့ခါအင်မတန်မှတတ်တည်ရှိပါတယ်အင်္ဂလန်နိုင်ငံရဲ့တက္ကသိုလ်ဘာသာအဖြစ်ပရိုတက်စတန်ကိုသူတတ်မှတ်နိုင်ခဲ့တယ်နော်ဒီနေ့ရာနဲ့ချင်းအင်္ဂလန်မှာညှဉ်းပန်းနှိပ်စက်မှုတွေအများကြီးရှိလာခဲ့ရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းများစွာသောသူတွေကဆိုလို့ရှိရင်အဲ့ဒီညှဉ်းပန်းနှိပ်စက်မှုတွေမခံနိုင်တဲ့အခါမှာအဲ့ဒီခေတ်အချိန်ခါမှာပဲအမေရိကန်ဆိုတဲ့အမေရိကတိုက်ကိုဒီ သင်္ဘောနဲ့ရွံ့လွင့်ပြီးတော့ယုံကြည်ခြင်းနဲ့ထွက်သွားကြတဲ့အချိန်လေးချိန်ခါဖြစ်ပါတယ်။အမေရိကန်တိုင်းပြည်ပေါ်ပေါက်လာခြင်းနဲ့အစလေးလွဲကျွန်တော်တို့ပြောလို့ရပါတယ်။ရာစုနှစ်တွေကုန်သွားပြီးတဲ့နောက်မှာ White Fee နဲ့ Wesley တို့တွေလည်းဆက်လက်ပြီးတော့ပြန်ပြီးတော့ပေါ်ပေါက်လာခဲ့တယ်။သူတို့ကတော့ဒါအင်္ဂလန်နိုင်ငံရဲ့ပြုရင် ပြောင်းလဲသမားတွေအင်္ဂလိပ်လူမျိုးတွေဖြစ်တယ်လို့ကျွန်တော်ဒီမှာတွေ့ရတယ်။အဲ့ White Fee နဲ့ Wesley ထက်မှာဒီ John Wesley ကတော့ မက်ဒရစ်အသင်းတော်ကိုတည်ထောင်ခဲ့တဲ့တကယ့်သာသနာအုပ်ဆောင်ကြီးတစ်ဦးဖြစ်လာခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဂျွန်ဝက်စလီရဲ့လှုပ်ရှားမှုဟာကျွန်တော်တို့အင်မတန်မှကြီးကျူးဖို့ကောင်းပါတယ်။သူဟာဆိုရင်အသက်80အထိအသက်ရှည်ရှည်နေထိုင်ခဲ့တယ်။သူ့ရဲ့တည်ဆုံတဲ့အချိန်ခါမှာသူ့ရဲ့သာသနာအမှုတော်လုပ်ငန်းကြီးအများကြီးလှုပ်ဆောင်သွားခဲ့တယ်။ဂျွန်ဝက်စလီယာဆိုသူများလိုမာတူရာနဲ့တေချင်းမျိုးမဟုတ်ဘဲနဲ့သူဟာအသက်ရွယ်အိုမင်းတဲ့အထိသူအသက်ရှင်ခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဝိညာဉ်အလုံး၅သိန်းခန့် ခရစ်တော်ထံပို့ဆောင်နိုင်ခဲ့တယ်။အင်မတန်မှအံ့ဩဖို့ကောင်းတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်။ခရီးယန်တိုင်းကျွန်တော်တို့သင်္ကန်းသာယူနိုင်တဲ့ကျွန်တော်တို့အမြဲတမ်းဥထိပ်ပန်ဆင်ရမယ့်ပုဂ္ဂိုလ်ထဲမှာဂျွန်ဝက်စလေးပါဝင်ပါတယ်။သူ့ရဲ့နှိမ့်ချခြင်းတွေသူ့ရဲ့ညှဉ်းညူမှုမရှိတဲ့လှုပ်ဆောင်မှုတွေကျွန်တော်တို့ဂုဏ်ယူဖို့ကောင်းပါတယ်။ယနေ့အသိတော်အတွက်အင်မတန်မှအတူယူရမယ့်ပုဂ္ဂိုလ်တူဖြစ်တယ်လို့ကျွန်တော်ဒီမှာတွေးရပါတယ်။ဂျေဇုတင်ပါတယ်။ယနေ့ခုကျွန်တော်တို့ဆုတောင်းမှု ဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဆူတောင်းပေးပွင့်ရအတွက်ကိုစီတူရဲ့ဆံမဆန်းဆန်းသေးဒွန်ညွန့်ပြီးလို့ရှင်ဒေါ်တင်တင်လှရဲ့သူ့ရဲ့တမီးအတွက်ရောကျွန်တော်တို့ဆူတောင်းပေးဖို့ဖြစ်ပါတယ်ခဏလေးဥညွတ်ပြီးတော့ကျွန်တော်တို့ဆူတောင်းကြရအောင်ကောင်းကင်ဘုံချင်းရှင်ပါဗျာဒါနဲ့နာနဲ့ခင်အတွက်ကိုရောအထူးကျေးဇူးတင်တယ်လို့တာမီးလို့ဖွင့်ပြပေးတဲ့တည်င်းစကားတွေအတွက်လည်းဝမ်းမြောက်ပါတယ်ဝိညာဉ်သင်ခန်းစာမရရှိစေပါတယ်အဖာ ိုရိုရှင်နှုတ်ပတ်တော်အတွက်ဒီရဲဝဲစွာဟောပြောကြတဲ့ဒီ76ရာစုအတော်အတွင်းဟာကိုရိုရှင်ရဲ့စေတမန်နေတာသူတို့ဂုဏ်ယူရပါတယ်။ဟိုဖားသူတို့ရဲ့စူးစမ်းမှုကြောင့်ကျွန်တော်ယနေ့နှုတ်ပတ်တမကျမ်းစာကိုကောင်းမှဖြစ်လိလာတင်ကြားခွင့်ရရှိတယ်။ဒါပေမဲ့ဖားအခုချိန်မှလည်းပဲဝိညာဉ်အမောင်ဟာစတင်ပြီးကြာရောက်နေပါပြီ။ ကိုရရှင်တမန်တရားအတွက်ရေဝံ့စွာဟောကြားနိုင်တဲ့သူတွေဖြစ်ဖို့ကိုမာဆာလန်ပြပေးပါကျေးဇူးတင်ပါတယ်ဖပါဗျာဆက်လက်ပြီးလဲနာမကျန်းဖြစ်တော်သူတွေအတွက်ဆုတောင်းရရှိပါတယ်ဖပါကိုရရှင်ရဲ့ဒီတာကိုစီသူသူများစွာတတ်တန်လာပါပြီသူကျေးဇူးတင်တဲ့ဆက်လက်ပြီးလဲကောင်းကြီးပေးသနာတော်မှာထုတ်တူဆံမဆဆန်းသေးဒုံညွဖြစ်စေပြီးတော့ဆံမတင်တင်လှနဲ့သူ့ရဲ့တမီးကိုလဲကိုရရှင်ကောင်းကြီးပေးပါဖပါ တို့ရဲ့နှလုံးသားထဲမှာကိုရိုရှင်ရှိကြောင်းထင်ရှားစေလျက်တို့ရဲ့ခံစားတဲ့ဝေနာတွေသက်တာပြောက်ကင်းမှုပါ စိတ်ရင်းလုံးမှခံစားတဲ့ဝေနာတွေစိတ်ကြယောဂါတွေစသဖြင့်အားလုံးနဲ့ကိုရိုရှင်ကုစားပေးသနာတော်မှာလက်တော်စက္ကန့်နဲ့နဲ့ဒါမျိုးတွေဆူတောင်းတဲ့အရာလုံးတို့ကိုရိုရှင်ဒီနားညောင်းပေးမိဖြစ်တဲ့အကြောင်းအထူးကျေးဇူးတင်တယ်ယနေ့ထိတိုင်အောင်ဒါမျိုးတို့ဆူတောင်းချက်တွေကိုနားညောင်းပေးခြင်းအဖြစ်ယောဂါပြပျောက်ကင်းသွားကြတဲ့သူတွေ အယောက်တိုင်းအတွက်လည်းကျေးဇူးတော်ချီးမွမ်းပါတယ်ဒီစီစဉ်ကြည့်ရှုနေတဲ့ကိုရဲတာသမီအယောက်တိုင်းပေါ်မှာလည်းပဲညီတဲ့ချင်းပြောရှင်ဝမ်းမြောက်ချင်းကောင်းကြီးမင်္ဂလာဖြတ်ဖြာတို့ကိုတောင်းလောင်းပေးပါမြေကြောင်းယေရှုခရစ်တော်ဖျားဤနာမတော်အမိပြုငယ်ယူတည်ပါဆုတောင်းပါသည်ဖာဗျာအာမင်